ားပေးပါမယ်။ကျွန်တော်ကလေအကျွေးတွေဆိုတော့များနေပြီနော်။မီဒီယာကကိုမတွေရောနော်အကျွေးရှိတယ်ဆိုတော့ကျွန်တော်တည့်ရက်လောက်အဲ့လိုမျိုးနဲဟောကန်လေးတစ်ခုမှငားပြီးမှအဲ့လိုမျိုးအမားတို့တဲ့ချက်ကျင်မှလောက်မယ်တင်တယ်။တိုင်ပင်လိုက်ကြပါနော်။ဘာလေးစားချင်လဲဆိုတော့လမ်းလွန်ဒီနဲ့ငချောက်ခင်းမှာကောင်းရတာ ကျွန်တော်ချက်သက်တာကျတော့ကျွန်တော်ကျွန်တော်ကြိုက်တဲ့ဟာပေါ့နော်ကျွန်တော်တိုင်းသားစားစာတွေပြီးသွားလို့ရှိရင်တော့မြန်မာသမီးဟင်းတွေဆိုရင်တော့ကျွန်တော်ကိုယ်တိုင်ကြိုက်တဲ့အတွက်ဒါတော့အဲကျွန်တော်ကောင်းကောင်းချက်သက်တယ်အချက်အကျဉ်းဆုံးတော့ငါပြည်နေတဲ့တိုးစရာမပါဘူးဒါကတော့ကျွန်တော်အကျဉ်းဆုံးပဲအိမ်မှာလည်းအဲ့ဒါ special ရှိတယ်အာဒီထဲမှာကျွန်တော်တို့ဒီဆိုင်ကြီးထဲမှာပေါ့နော်မီတာဆိုလေချစ်ချင်းမင်းကြီးနေတဲ့ကျွန်တော်ကတားလက်ပေါ့ Google လက် စွဲအများကြီးပါဝင်ထားပါတယ်။ပြောမယ်ဆိုရင်စစပိုင်းမှာအရင်ထူးဆန်းတယ်နော်။ဘာလို့လဲဆိုတော့အဲအဲကာကျိုးရှင်ရယ်ရှင်မရယ်ဂျီဘူးရှင်ရယ်ရှင်သုံးရှင်ဆိုတော့ဒါစုံမှုတက်ရှားရယ်เนาะကျွန်တော်စုံမှုတက်ရှားရယ်ဆိုတော့ဒီစကားလေးတွေမှာပါဝင်ထွေးရတာစစချင်းမှာပဲအဲ့လိုမျိုးလေးစိတ်တမျိုးဖြစ်တယ်เนาะဒါကြီးစန်းနေပါเนาะဒါဒီလိုမျိုးစုံဖို့အတွက်ပေါ့ဆိုတော့အဲပြောရည်ဒီကအဲ့ကြောင့်မလို့အဲပရိသတ်တွေအတွက် ဒီဇက်လန်းကိုတိပိတာပြည်သက်တွေအတွက်ကျွန်တော်တို့ပြည်သက်တွေရဲ့ဒီညှိုးလင်းချက်တွေအာဘယ်လိုပြောမပြတ်စီကျွန်တော်တို့အမှုပညာတွေမှာဒီမဟာနေပြီးတော့ကျွန်တော်တို့အတွက် ဒါအတာတွေပိုင်းဖို့အတွက်ဉာဏ်ဆိုင်ဆိုင်လေးနဲ့ဒီလိုလို့ရှင်တော့ဒီ production design ကအစားကျွန်တော်တို့တေချာလေး script reading ဆိုတော့ကျွန်တော်တို့၃ရက်လောက်ကျွန်တော်တို့တေချာလေးပြင်ဆင်ပြီးတော့ဒါပရိသတ်တွေအာမျိုးလေးနေတဲ့ပရိသတ်တွေအတွက်ကျွန်တော်တို့ဒီအမှုညာအကောင်းဆုံးစ조사ပြီးဖို့အတွက်ကိုကျွန်တော်ပြင်ဆင်ထားပါတယ်။ data ပြောပါရင်တွဲထားရတော့ကောင်းတယ်။နောက်လောတိုင်းသားဖြစ်နေတဲ့ခါကျတော့လေ ကျွန်တော်တို့ညောင်ထွက်လာလို့ရှိရင်တော့ညောင်လုံးကဝဲသေးသေးလေးဖြစ်နေခါကျတော့ပြိသက်တစ်မျိုးလေးအမြင်ဆန်းမယ်လို့ထင်တယ်။ဒီကမြစ်ကလည်းဒါတောင်ကြီးတူကျွန်တော်ကကျွန်တော်ကလည်းမော်လင်းနဲ့ဒါပြတဲ့အကြောင်းမလို့ကျွန်တော်စကားပြောလို့ရှိရင်တော့အဲနည်းလေးစကားဝဲတဲ့ပုံစံမျိုးလေးဖြစ်မယ်ထင်တယ်ပေါ့နော်အဲဆိုကျွန်တော်ညတော့နည်းလေးပုံစံတစ်မျိုးလေးတော့ဖြစ်မယ်တော့ထင်တယ်အဲ့အဲ့အတွက်လည်းရမ်းရင်ကုန်ပါရဲ့ညနေလည်းဒါပထမအောင်ဆုံးရတဲ့အခါကျတော့လေအများကြီးပဲပါကျွန်တော်ကလေအကျွေးတွေဆိုတော့များနေပြီနော် မီဒီယာကိုမရရောเนาะအခြေအနေရှိသေးရဲ့ဆိုတော့ကျွန်တော်တရက်လောက်အဲ့လိုမျိုးနည်းဟောကန်လေးတကူမှာငါဘူးမှာအဲ့လိုမျိုးအမားတို့တဲ့ချက်ကျင်မှလောက်မယ်တင်တယ်ဘာလို့ဆိုတော့အဲ့လိုမျိုးကျွန်တော်ကလည်းတယောက်ကိုချက်ကျင်ခေါ်ရခြင်းတယောက်ကမစားဘူးဆိုတော့လည်းမဖြစ်စေချင်ဘူးလေအကောင်လုံးကြွေးချင်တယ်ဒါတကယ်ပါစိတ်ရင်းနဲ့ပါအဲမှတ်လည်းမှတ်မိပါရဲ့ဒီမီဒီယာအကူအမတွေကိုအကျွေးရှိရဲဆိုတာလေဆိုတော့ ဲ့အဲ့လိုမျိုးတိုင်ပင်လိုက်ကြပါတော့ဗာလေးစားခြင်းလဲဆိုတော့အဲ့လိုရတယ်ဘာရောဘယ်နဲ့မျိုးတော့တန်းတန်းကျင်ကျင်ချက်တတ်တယ်ကျွန်တော်ကဘာမတော်စားချင်တော့ချက်ကြည့်ရဘူးစားရလွယ်ဘူးဘူးစားရလွယ်ဘူးစားမော်စပါဂက်တီတို့ဘာလို့ညာဆိုအဲ့ဒါကျွန်တော်ကိုယ်တိုင်လည်းမကြိုက်ရတော့ကြောင်ကြောင်လည်းမချက်တယ်ကျွန်တော်ချက်တဲ့ရာကျွန်တော်ကျွန်တော်ကျွန်တော်ကြိုက်တဲ့ဟာပါနော်ကျွန်တော်တိုင်းသားစားစာတွေပြီးသွားလို့ရှိရင်တော့မြန်မာသမီးဟင်းတွေဆိုရင်တော့ကျွန်တော်ကိုယ်တိုင်ကြိုက်တဲ့တော့ဒါတော့အဲကျွန်တော်ကောင်းကောင်းချက်တတ်တယ်အချက်အကျွမ်းဆုံးတော့ငါပြီးရင်လည်းတိုးစရာမပါဘူးဒါကတော့ကျွန်တော်အကျွမ်းဆုံးပဲအိမ်မှာလည်းအဲ့ဒါ special ရှိရတယ် အမြင်နဲ့ရှိရဲဆိုတော့အဲ့ဒါကတော့အမြင်နဲ့အာကျွန်တော်အကောင်းဆုံးချက်နိုင်တဲ့ဟာအဲ့မို့ကျွန်တော်တို့မြန်မာဆိုရင်လည်းနော်အဲ့ဒါမြင်လို့ရှိရင်ဘယ်သူမှမစားချင်ဘူးလို့မနေနိုင်ကြအောင်လေနော်ကျွန်တော်ကိုယ်တိုင်လည်းအဲ့လိုမျိုးပဲဘလောက်ပဲ diet လုပ်တယ်ပဲပြောပြောဘလောက်ပဲ weight short တယ်ပဲပြောအဲ့ဒါပြုလို့ရှိရင်စားဖို့စားချင်တယ်ဒါပြုရလို့ရှိရင်အဲ့ဒါလေးခါလေကြားလို့ရှိရင်အမြင်ပေါ့နော်ကျွန်တော်တို့မြန်မာတွေကြတော့ ထမင်းကြိုက်တဲ့လူတဲ့ခါကျတော့ဒီအမြင်လေးလှနေလို့ရှိရင်ထမင်းပုံမယ်နဲ့ပူစားခြင်းတဲ့ခါကျတော့ကျွန်တော်အမြဲတမ်းကျွန်တော်အဲကျွေးတဲ့လူတွေကိုဆိုရင်ကျွန်တော်ထမင်းမေ့စေခြင်းလို့ကျွန်တော်အမြဲတမ်းဝေရာလေးအဲ့လိုမျိုးစားစေခြင်းနဲ့ပေါ့နော်အဲဒါကြောင့်မလို့ခါကျဈေးသွားလို့ရှိရင်တော့ဒီတလန်းအလုံးရှိသမျှဟင်းလေးကြီးရတယ်အကုန်လုံးကောက်လာခဲ့အဲ့လိုမျိုးအပေးရဲဆိုတဲ့အကြောင်းကိုပြောတယ်ပေါ့။ခါရကြလို့ရှိရင်တော့ message စာလည်းမှတ်မိရတဲ့အတွက်ကြောင့်လည်းပြောရဲပေါ့နော်။အဲဆိုတော့ message ချုပ်ပြပါအောင်ဆိုရင်လည်းချုပ်ပြရတာပေါ့။ဒါပေမဲ့ ကိုတော့မတောင်းပါဘူးဒါလည်းဆရာလည်းကိုကအဲ့လိုကိုအပူပေးလိုက်တာဖြစ်ရှိတာအဲရှိရလက်ဆောင်ပေးရခါကျရအားနာရနော်ကျွန်တော်ကကျတော့ကျွန်တော်အားပေးရအတွက်ကြောင့်မလို့ကျွန်တော်ကဒီဈေးကိုအားပေးချင်တာအဲ့လိုမျိုးပေါ့အားပေးချင်တာခါကျလို့ချင်တော့အဲမယူချင်အောင်အဲတို့ကိုအားပေးတာနဲ့ကိုကတို့ဒါဈေးပိုပရိတ်သက်ဈေးရောင်းတယ်ကိုပြအားပေးချင်ပူပူအောင်အားပေးချင်ပါတော့ပေါ့နော်